တနင်္သာရီမြေအတွင်းဆယ်ကြီးတွေတိဆောက်ပါကမြေပြားပိုင်းမှာရှိတဲ့ကျေးရွာ20ကျော်အထိရေလွှမ်းပြီးပျက်စီးသွားနိုင်တဲ့အတွက်ဒေသခံတွေကစီမံကိန်းရှေ့ဆက်မတိုးနိုင်မှုစောင့်ကြည့်နေရလို့သိရပါဗျ။တနင်္သာရီမြေအတွင်းဆယ်ကြီးတွေတိဆောက်ပြီးလျှင်စစ်တအားထုတ်ယူနိုင်မှုအရင်က ကုမ္ပဏီအချို့ကလာရောက်ကွင်းဆင်းလေလာပြီးစီမံကိန်းအကောင့်ထဲပေါ်ဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူးလို့သိရပါဗျ။လက်ရှိမှာတော့ထိုင်းနိုင်ငံက GMS Power Public Company ဟာတနင်္သာရီမြစ်ဖြားပိုင်းမှာဆယ်ရီတိစောက်ပြီးလျှင်စစ်တပ်အားထုတ်ယူနိုင်မှုအတွက်လာရောက်စူးစမ်းလျက်ရှိပြီးဒေသခံတွေကအဆိုပါစီမံကိန်းကိုကန့်ကွက်ထားတယ်လို့သိရပါဗျ။ တနင်္သာရီမြဲတွင်စတီဆောက်ဖို့အတွက်ဘန်းချောင်းဆလဝက်ချောင်းနဲ့နဂတ်အိုင်တို့မှရာထားပြီးနဂတ်အိုင်ဟာမြစ်တင်းပိုင်းနေရာဖြစ်တဲ့အတွက်အဆိုပါနေရာမှာတီဆောက်ဖို့ဖြစ်နိုင်ပွဲရှိနေရလို့ဒေသခံတွေကပြောပါရယ်။အဲ့လိုစတီဆောက်ပါကတနင်္သာရီမြေဖြားပိုင်းမှာရှိတဲ့မယုံတမှုကင်းနီကျွန်းစံဖဲကော်ချောင်းကြောင်လုံးကြီး ဖားခွင် တီဝရှောက်ကုံစင်မကျွန်းဆလဝက်တင်မော့ဦးဘော်လူကြောက်ဖားထိုးတဲထန်နော်ကက်တဖီလေးကစီတန်မေငော့ ကန်းတင်လိမ်မဲနဲ့မောစာကြီးရွာတွေဟာရေလမ်းမိုးပျက်စီးသွားမှာကိုဒေသခံတွေကစိုးရိမ်နေကြတာဖြစ်ပါတယ်။ GMS Power Public Company ဟာထိုင်းနိုင်ငံမှာလျှက်စစ်အ திக ထုတ်လုပ်နေပြီးလာအိုနိုင်ငံမှာလည်းစီမံကိန်းနှစ်ခုဆောင်ရွက်ထားကြောင်းနဲ့အခုတည်ဆောက်မဲ့စီမံကိန်းနဲ့ပတ်သက်ပြီးချုပ်ရင်းချက်မရှိအောင်ဆောင်ရွက်မှာဖြစ်ခါဒေသခံတွေနဲ့ထပ်မံတွေ့ဆုံအောင်မှာဖြစ်တယ်လို့ ကျင်းရွာတွေအထိကွင်းဆင်းသွားမှာဖြစ်ကြောင်း Power Public Company ရဲ့မြမပြည်ကိုယ်စားလှယ်ဦးငွေထွန်းကပြောကြားထားခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့ February လကတနင်္သာရီမြဖြားပိုင်းမှာစတီဆောင်မဲ့စီမံကိန်းနဲ့ပတ်သက်ပြီးဒေသခံတွေနဲ့တွေ့ဆုံစဉ်ကန့်ကွက်မှုတွေရှိခဲ့ပြီးစီမံကိန်းရှေ့ဆက်မတူဖို့အတွက်ခိုင်မြဲသစ္စာတောင်ပိုင်းလူငယ်ကွန်ရက်တနင်္သာရီမြမကြီးရေရှည်တီးတဲ့ခိုင်မြဲရေးစတဲ့အရက်ဖက်အဖွဲ့အစည်းတွေအပြင်ဒေသခံတွေကပါစောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရပါတယ်။